အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ကိုပြောတဲ့စကားတွေနာခံဖို့အတွက်ကိုပြောတဲ့စကားတွေနားထောင်ဖို့အတွက်ပြုလွှတ်မယ့်ရာကြာလေးနှစ်ခုမြောက်ပေးမှဖြစ်ပါတယ်ဗျာကွန်မန့်နဲ့ရေးတာမေးတာတောင်းထားတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းမှဖြစ်ပါတယ်ဗျာအဲ့တော့ပထမဆုံးကျွန်တော်တို့တွေ ကိုပြောတဲ့စကားကိုနားခံဖို့အတွက်ကိုချစ်ခင်နှစ်သက်ရတဲ့သူတွေကိုမိသားစုတွေကိုသားသမီးတွေခလေးလေးလောက်ငယ်သားတွေကိုကောင်လေးကိုကောင်မလေးကိုမျိုးသားကိုမျိုးသမီးစားပြပွန်တော့ကိုကသူတို့ကောင်းစေခြင်းနဲ့စေစံနာအပြည့်နဲ့အမှန်တကယ်ပဲလုံမှာဆိုရင်အစွမ်းထက်မှဖြစ်ပါတယ်ဗျငါပြောတဲ့စကားကမှန်တယ်ငါပြောစကားမင်းနားထောင်မယ်ဆိုပြီးတော့တစ်ဖက်ဆောင်နေတော့လုံးလုံးမရဘူးဗျကိုပြောတဲ့စကားသူ့ဘောကောင်းစေခြင်းနဲ့စေစံနာနဲ့ဖြစ်ရမယ်အကျိုးလည်းအကျိုးရှိရမယ်သူ့တော်ကိုတော်အကျိုးရှိရမယ်ဆိုတော့စေစံနာနဲ့လုံမှာတာလေးအစွမ်းထက်မှဖြစ်ပါတယ်ဗျโอเคဒါဆိုလို့ရှိရင်ရပြီဆိုလို့ ရှင်ကျွန်တော်တို့ဒီအားလေးကိုနံပါတ်တီးလုပ်ပါမယ်နံပါတ်တွင်းကနံပါတ်တွင်းမှာပဲထူးခြားစွာပြောင်းလဲသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကျွန်တော်တို့ကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်ရင်ပြီးတော့ပြောခဲ့တဲ့အတိုင်းပဲကြောက်မီတစ်ချက်လိုပါမယ်အဲ့တော့ကြောက်မီရဲ့ပုံမှာသူ့ရဲ့ဓာတ်ပုံတစ်ပုံတင်မယ်โอเคသူ့ဓာတ်ပုံမရှိဘူးဆိုလို့ရှိရင်သူ့အင်ဂျီတစ်ထည်ပေါ့အဲ့တော့သူ့ဓာတ်ပုံတစ်ပုံတင်မယ်သူ့ဓာတ်ပုံပေါ်မှာသူ့ဓာတ်ပုံကြောက်ပြင်းပေါ်မှာသူ့ရဲ့ဓာတ်ပုံကိုမောက်ပေးလိုက်နော်ကျွန်တော်ရဲ့ဓာတ်ပုံနဲ့ ကျိုးတပ်ပုန်နဲ့ကြက်ကြက်ပင်နဲ့ကိုကျွန်တော်တွေထိပေးလိုက်ပါတော့ထိပေးပြီးတော့အပေါ်မှာကျွန်တော်တို့ဗာတရမယ်အပေါ်မှာကျွန်တော်စားနေငယ်ပုံမယ်စားနေငယ်လေးပုံပြီးမယ်အဲစားပုံရင်ချားထဲမှာတံမြန်သီးတစ်လုံးအစိမ့်နေနေမယ်နေရပါတယ်တံမြန်သီးတစ်လုံးတင်မယ်အဲတံမြန်သီးအပေါ်မှာမှကျွန်တော်ဖျောင်းနိုင်တိုင်းထုံးမယ်အနီအောင်လေးထုံးပိုကောင်းတယ်နော်အနီအောင်ရှိနေအောင်ထုံးနေအောင်မရှိထီးဖျောင်းထုံးမှာဗျအဲ့တော့ကျွန်တော်တွေဖျောင်းနိုင်ရဲ့အနီအောင်မှာလဲကြော်ကြီးလိမ်ပါပါစီအဲဒါပဲဟိုဒါဒါမှမဟုတ်လဲမောင်ဖြူပြောပြောစကားနားထောင်ပါစီ မမဏီပြောစကားနားထောင်ပါသည်တမမဟုတ်လည်းမောင်ဖြူလည်းမပါသည်မောင်ဖြူပြောစကားနားထောင်ပါသည်စသဖြင့်ကြိုက်တာရေးလို့ရပါတယ်အဲ့လိုမျိုးလေးရေးမယ်အဲ့တော့ရေးပြီးတော့ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်ကိုယ့်ရဲ့သူ့အိတ်တဲ့အဲ့ရနားပေါ့နော် သူ့အိတ်တဲ့အဲ့ရနားမှာဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒါလေးကိုထုံးမယ်အဲ့ဒါလေးကိုမနေ့တိုင်းညနေတိုင်းထုံးမယ် အဲ့တော့မနေ့တည်းညနေတိုင်းတပတ်တိထုံရပါတယ်အရေးကြီးတော့နှစ်ပတ်ထုံမှာတပတ်နဲ့အဆင်ပြေတော့လဲသူကတွေ့ရပါတယ်ဒါပထမရတရားအရန်လွယ်ပါတယ်ကြောက်ပင်တစ်ချက်ပေါ်မှာသူ့ရဲ့တပ်ပုံမောက်ပြီးတင်ပြလိုက်ပေါ်မှာစားလေးဖြူပြလိုက်စားလေးမှာတံမြန်စီလုံးတံမြန်စီပေါ်မှာဖြောင်းတဲ့အနီလေးတစ်တိုင်ထုံဖြောင်းတဲ့နီမှာလည်းဖြစ်ချင်တယ်လေရေးပေါ့ကြော်ကြီးဆိုရယ်ကြော်ကြီးပြောစကားနားထောင်ပါစီပေါ့အဲ့ဒါမျိုးလေးရေးရေးပြီးတော့ကျွန်တော်တွေထုံထားလိုက်ပါ အဲ့တော့အရေးကြီးရင်တော့နှစ်ပတ်လောက်အရေးမကြီးရင်တစ်ပတ်ပဲလောက်ရပါတယ်အဲ့တော့ဘယ်ချိန်ထုံးမလဲပြချက်ချင်းထုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့တချို့ကလည်းညက်နေအတော့ညက်နေပဲထုံးတယ်တချို့ကလည်းမနက်မနက်ထုံးတယ်ရပါတယ်အဲ့တော့အကုန်အိမ်မှာရှိတဲ့အားလည်းဆိုလို့ရှိရင်တော့မနက်တစ်ချိန်ညက်နေတစ်ချိန်ထုံးလို့ရပါတယ်နော်အဲ့တော့ဖျောက်နေထုံးနေစဉ်တွင်းတော့အိမ်မှာရှိဘူးတော့လိုပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကပထမရက်တည်းကပြီးပြီဆိုရင်နောက်ထပ်ဒုတိယရက်တည်း ဒုတိယရက်တော့သူ့ရဲ့ဓပုံလိုပါမယ်သူ့ရဲ့ဓပုံဓပုံလိုမယ်သူ့ရဲ့ဓပုံရဲ့နောက်ကျော်လေးမှာစာရေးမယ်ပေါ့ဟိုမှာကျော်ကြီးတနင်္လာသားအသက်25နှစ်လိမ္မာပါစီပြောစကားနားထောင်ပါစီယဉ်ကျေးပါစီအဲဒါမျိုးလေးရေးမယ်ဟိုမှာမောင်ဖြူလည်းမောင်ဖြူအင်္ဂါသားဆော့စီမောင်ဖြူဂျာသပရိသားအသက်25နှစ်လိမ္မာပါဒီပျော်စကားနားထောင်ပါစီယဉ်ကျေးပါစီစပါပြီเนาะကိုဖြစ်ချင်တာရည်လို့ရတယ်အဲ့လိုမျိုးသူ့တပ်ဖို့နောက်ကျောင်းမှာရေးပြီးတော့ကိုယ့်ရဲ့အိမ်ဖျား ကိုရဲ့အိမ်ဖျားចောင်းဆောင်ရှိလိမ့်မယ်အိမ်ဖျားចောင်းဆောင်ဥမဖျားစင်းလို့တော့ရှိရင်ဖျားစင်းလို့အောက်လီမှာသားလေးအိုက်တက်ပုံလေးကိုအိုက်တက်အိုက်တက်ပုံလေးကိုဖိပြီးသားနော်အဲပြီးလို့ရှိရင်ကျွန်တော်တို့တွေဒီကဲလို့ဖျားစင်းလို့တော့မရှိလေကိစ္စမရှိဘူးဖျာ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 းចောင်းဆောင်ရဲ့အောက်နာလီမှာသူ့ကိုထည့်ပေးသားအဲဒါမှမဟုတ်ကျွန်တော်တို့တက်တောက်တော့ကိုယ်တွေထားတဲ့ထားတဲ့အောက်မှာလည်းသူ့ကိုဖိပြီးသား အဲ့ဒီဓာတ်ပုံလေးကိုပေါ့နော်အဲ့ဒါလေးကိုတော့ဓာတ်ပုံလေးကိုတော့နံပါတ်တိထားပြမှာဖြစ်ပါတယ်နံပါတ်တိတော့ပြန်ယူပြီးဆုံးလိုက်ကော့ကိုကြိုက်သလိုလုပ်လိုက်ပြန်သုံးလိုက်ကိုဝေရပါတယ်ပြန်ဆုံးလို့ရပါပြီအစင်သလိုလုပ်လို့ရပါပြီဗျအဲ့တော့ကျွန်တော်တို့ဖျားစင်းတော်ရှိဖျားစင်းတော်အောက်လေးမှာဒါလေးဖိထားဖျားစင်းတော်မရှိဘူးဖျားပုံတော်ဆိုတဲ့ဖျားပုံတော်နဲ့အောက်လေးမှာဒါအตาလေးထိုးထည့်ထားဒါမှမဟုတ်လို့ရှိရင်လဲကိုရဲ့တတ်တော်ရီသုံးတော်ရီဒီခွက်တဲ့ဆုံးတော်ဒီဟိုကတ်တဲ့ခွက်အောက်လေးမှာဒါလေးထား ရပါတယ်နံပါတ်2နံပါတ်2ထားပါဗျာနံပါတ်ပြင်းတော့စွန့်ပေးလိုက်ပါဒါဆိုရင်တော့အိနေနဲ့စားပြီးလိမ်မာပြီးရင်ကျိလာလိုက်မယ်ပြောစကားလေးနားထောင်လာပါလိမ့်မယ်အဲ့တော့သိုးသွမ်းတာမရိုင်းနေလဲအဲ့လိုလုပ်လို့ရပါလေလိမ်မာစီပါတယ်ဗျာโอเคဒါဆိုရင်အားလုံးပဲသိရှိသွားပြီးတော့ထင်ပါတယ်အစင်မပြေတာလေးလည်းမေးခဲ့လို့ရပါတယ်เนาะအဲ့တော့စင်ပြေနဲ့လိုင်းစခွင့်နေပြီးအားပေးခဲ့လို့ရပါတယ်ဗျာမေးစရာလုံးပဲစစ်ကျင်တာကိုကျမ်းမှာရှိကြပါသေးဗျာ